မင်္ဂလာနံနက်ခင်းပါရှင်။အလဲမရုတ်တန်ရဲ့မန်လောင်24ရက်နေ့နံနက်ခင်းသတင်းဒိုင်းထုတ်လွှင့်မှုကိုစတင်ပါရမေး။စပားစေးကြဆင်းခြင်းနဲ့ရောင်းချရဲ့ခက်ခဲခြင်းတို့ဖြစ်ပေါ်နေသဖြင့်ပို့ကုန်ကုမ္ပဏီများကကျပ်ဘီလီယံ140ခန့်ဖြင့်အမထစပားတင်းရီ350ဝယ်ယူမည်ဆိုတဲ့သတင်း။မြန်မာနိုင်ငံပူပိုင်းဆောင်မှာရာသီဥတုပြောင်းလဲခြင်းမိုးကောက်ခြင်းနှင့်သီးနှံဖြတ်ပိုးကြောက်ရောက်ခြင်းတို့ကြောင့်သီးနှံများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိဆိုတဲ့သတင်း မလာတတိယဆရက်ပတ်အတွင်းနေပြည်တော်ရန်ကုန်အပါဝင်တိုင်းနယ်ပြည်နယ်၁၁ခုမှာ မလာပြဲမြအပူချိန်ဤတတသမ5ဒီဂရီဆယ်စီယပ်နှင့်အထက်နေအပူချိန်အမေရိကန်တွင်ကြက်ဥရှားပါမှုပြဿနာအတွက်အိမ်ပြော်ကဘိုင်ဒင်အစိုးရအဖွဲ့ကိုအပြစ်တင်ဆိုတဲ့သတင်းယူကရိန်းစစ်ပွဲတွင်ရုရှားကိုမမိတ်မတုံထောက်ခံထားကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျောင်အွန်ပြောကြားဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ဥစော့ပြည်တွင်တည်နေတယ်။စပားစေးကြဆင်းခြင်းနဲ့ရောင်းချရရဲ့အခက်ခဲခြင်းတို့ဖြစ်ပေါ်နေသဖြင့်ပုတ်ကော်ကော်မတီများက ကြက်ပီလျက်140ခန့်ဖြင့်အမထစဘာတင်းရီ350ဝယ်ယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စပားစီကျဆင်းတာနဲ့ရောင်းချဖို့ခက်ခဲတာတွေဖြစ်ပေါ်နေတာကြောင့်ပို့ကုန်ကုမ္ပဏီတွေကကျပ်ပီလျက်140ခန်းနဲ့အမထစပားတင်းရင်သိန်း150ဝယ်ယူမယ်လို့မြန်မာနိုင်ငံဆန်စပားသင်းကျုပ်ကသတင်းထုတ်ပြန်ကြေညာချက်အမှတ်၃ရက်နှစ်မြင်းဆောင်2025ကို2025ခုနှစ်မလ22ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ် 2025ခုနှစ်မလ22ရက်မှာကျင်းပပြုလုပ်တဲ့မြန်မာနိုင်ငံစံစမအသင်းချုပ်ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေဆွေးနွေးပွဲတွေနဲ့ဆက်လင်းပြီးအောက်ပါအတိုင်းသတင်းထုတ်ပြန်ထားပါရယ်။လက်ရှိအခြေအနေမှာနိုင်ငံတကာဝယ်လိုအားကျဆင်းနေတာ၊ပြည်ရင်းဝယ်လိုအားတွေကျဆင်းနေတာအတွက်စံစမဈေးကွက်အတွင်အမထနေစမစိုက်ပျိုးတဲ့တောင်သူလယ်သမားတွေအနေနဲ့ဈေးနှုန်းကျဆင်းနေတာနဲ့ရောင်းချဖို့ခက်ခဲနေတာတွေကြောင့်စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံစံစဘာအသင်းချုပ်အနေနဲ့ပို့ကုန်ကုမ္ပဏီတွေအသင်းဝင်စံစက်ကြီးတွေနဲ့ညှိနှိုင်းပေါင်းဆက်ပြီးစဘာတင်350နဲ့အမထဆန်အိတ်၄သိန်းဝယ်ယူရေးကို2025ခုနှစ်ဧပြီလနဲ့မေလမှာဆောင်ရွက်သွားမှာဖြစ်ကြောင်းစဘာဆန်ရောင်းချဖို့အခက်အခဲရှိပါကမြန်မာနိုင်ငံစံစဘာအသင်းချုပ်ရုံးဖုန်းနံပါတ်3932311 3932311ကို3932211266 3932211260 3921218268ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။ပေါင်းစံထုတ်လုပ်မှုနဲ့တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပဖို့2025-2026ဘဏ္ဍာနှစ်မှာပေါင်းစံတန်ချိန်3သိန်းတင်ပို့နိုင်ရေးရထားပြီးပေါင်းစံဆက်30ကိုအဆင့်မြင့်တင်တာလိုအပ်တဲ့ပံ့ပိုးကူညီမှုတွေဆောင်ရွက်တာ ပေါင်းစံထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေးတို့ရေရှည်ဆောင်ရွက်ဖို့ကိစ္စရပ်တွေအပေါ်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဆိုလာအင်ဂျီတက်စင်သုံးစွဲမှုဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပဖို့အတင်းကျုံနဲ့ MOU ရေးထိုးထားတဲ့ဆိုလာအင်ဂျီကုမ္ပဏီဆက်တခုနဲ့ Expo ဆောင်ရွက်လျက်ရှိတဲ့စန်းဆက်ကြီးတွေမှာဆိုလာအင်ဂျီစက်တက်စင်အင်အား47.5မဂါဝက်ကိုစတင်ဆောင်ရွက်ဖို့ညှိနှိုင်းဆွေးနွေးကြပြီးဆိုလာအင်ဂျီ တန့်စင်မဲ့စနစ်အမျိုးမျိုးအပေါ်ညှိနှိုင်းဆွေးနွေးတာဆိုလာကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ရရှိမဲ့လျှက်စက်တရားကိုဝယ်ယူသုံးစွဲရင်လေယာတီးနှံတွေမှာဆက်ပြိုးရင်ရရှိရင်ဆောင်ရွက်မဲ့ကိစ္စတွေစတာတွေကိုညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးမြန်မာနိုင်ငံအပူပိုင်းစုံမှာရာသီဥတုပြောင်းလဲခြင်းမိုးခေါက်ခြင်းနဲ့တီးနှံဖြက်ပိုးကြားရောက်ခြင်းတို့ကြောင့်တီးနှံများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံအပူပိုင်းဆောင်မှာရာသီဥတုပြောင်းလဲတာမိုးကောင်တာနဲ့တီးနှက်ဖြတ်ပိုးကျရောက်တာတွေကြောင့်တီးနှက်တွေပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိတယ်လို့ပြည်တော်စုဝကြီးဦးမင်းအောင်ကပြောပါတယ်။မလဆက်ရှိကစက်ပြိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးယုံစုဝင်းခမ်းမဆောင်မှာကျင်းပတဲ့မဲခေါင်လန်ချန်ပိုးပေါင်းဆောင်ရွက်မှုအထူးရံမုံငွေနဲ့ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံအပူပိုင်းဆောင်မှာတင်းနဲ့ပြစီဆုံးရှုံးမှုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုလေးလာဆန်းစစ်ခြင်းစီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားမှာ၎င်းကအခုလိုပြောကြားခဲ့တာပါပြည်သူ့ဝင်ကြီးဦးမင်းအောင်ကမြန်မာနိုင်ငံအပူပိုင်းဆောင်မှာရာသီဥတုပြောင်းလဲတာမိုးခေါင်နာနဲ့တီးနှံဖြက်ပိုးကျရောက်တာတွေကြောင့်တီးနှံတွေပြည့်စည်ဆုံးရှုံးမှုဖြစ်ပေါ်စေလျက်ရှိပြီးစွာတီးနှံမှာစစ်ပိုးစီထွက်တီးနှံနဲ့ဝါတီးနှံမှာဆုပ်စားပိုးပဲမျိုးစုံမှာတီးလုံးဖောက်ပိုးတို့အများဆုံးကျရောက်တာကိုတွေ့ရှိရကြောင်း သင်းနံကြီးထွားမှုအစဉ်လိုက်ဆုံးရှုံးမှုအနေနဲ့သင်းနံအများစုမှာစိုက်ပြီးတလမှာပြည့်စည်ဆုံးရှုံးမှုတွေနဲ့တူလောင်ချိန်မှာပြည့်စည်ဆုံးရှုံးမှုတွေရှိသလိုရေသိမ်းပြီးနောက်ပိုင်းကာလမှာကြုံတွေ့ကြရတဲ့သင်းနံလေးလွင့်ဆုံးရှုံးမှုကပုံမှုများပြားတာကိုတွေ့ရှိရကြောင်းပြောပါရယ်ဆက်လက်ပြီးရာသီဥတုပြောင်းလဲတာကြောင့်ပြည့်စည်ဆုံးရှုံးမှုအများဆုံးသင်းနံတွေအနေနဲ့မန္တလေးတိုင်းဒေသကြီးမှာပင်းစင်းကုန်ပဲတီစိမ်းမြေပဲတို့ဖြစ်ပြီးမကွေးတိုင်းဒေသကြီးမှာပဲကြီးနေကြနှမ်းသီးနှံတို့ဖြစ်ကြောင်း ။တင်းတန်စိုက်ပျိုးထုတ်လုပ်ရမှာသွေးအစုဇေနှုန်းမြင့်မားတာ၊ရာသီဥတုပြောင်းလဲတာ၊အလုံသမားရှားပါတာ တင်းနံဖြတ်ဖို့နဲ့ပေါင်းကြောက်တာနဲ့ဆက်ပြိုးရရရှိမှုခက်ခဲတာစားတဲ့အခက်ခဲတွေကိုတောင်သူတွေအများဆုံးကြုံတွေ့ကြရတာကိုအခုစီမံကိန်းမှာလေးလာဆန်းစစ်နိုင်ခဲ့ကြောင်းအပူပိုင်းဆောင်ဒေသမှာရှိတဲ့တောင်သူတွေအကျိုးစီးပွားဖြစ်ထွန်းစေဖို့နဲ့ဒေသရဲ့ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက်အထောက်အကူများစွာဖြစ်စေခဲ့တဲ့အခုစီမံကိန်းဆောင်ရွက်ခွင့်ရရှိရင်းနဲ့စီမံကိန်းရဲ့ရည်ရွယ်ချက်တွေအတိုင်းအောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ကြတဲ့ကဏ္ဍအသေးသေးကတောင်ဝင်ရှိသူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ် မလာတရိယဆယ်ရက်ပတ်အတွင်းနေပြီးတော့ရန်ကုန်အပါဝင်တိုင်းနှင့်ပြည်နယ်၁၇ခုမှာ မလာပြင်းပြအပူချိန် A 1.5ဒီဂရီဆယ်စီယက်နဲ့အထက် နေအပူချိန်ပိုနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလာတရိယဆယ်ရက်ပတ်အတွင်းနေပြီးတော့ရန်ကုန်အပါဝင်တိုင်းနှင့်ပြည်နယ်၁၇ခုမှာမလာပြင်းပြအပူချိန်ရဲ့1.5ဒီဂရီဆယ်စီယက်နဲ့အထက်နေအပူချိန်ပိုနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရ မလတတိယဆင်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားပြေရခံမှန်းချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနိုင်တယ်လို့သိရပါတယ်။မိုးရွာသွန်းမှုအခြေအနေအနေနဲ့ကချင်ပြည်နယ်မှာရွာသွန်းမြေထပ်ပုံနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရီတိုင်းကယားချင်းနဲ့ရခိုင်ပြည်နယ်တို့မှာရွာသွန်းမြေအောက်လျော့နေနိုင်ပြီး စကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကရင်မော်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြေခန့်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျာ။ နေပူချိန်အနေနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်း AR တိုင်းကယားကရင်မော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမလပြင်းမြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆဲလ်ဆီယပ်စ်နဲ့အထက်ပိုနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမလရဲ့ပြင်းမြအပူချိန်ခန့်သာရှိနိုင်တယ်လို့သိရပါဗျ။အမေရိကန်တွေ ကျဥ်ရှာပါမှုပြဿနာအတွက်အင်ပြူရောကဘိုင်ဒန်အစိုးရအဖွဲ့ကိုပြစ်တင်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အမေရိကန်မှာသမ္မတဒေါ်နယ်ထရန့်ရဲ့ကျန်းသစ္စာချိန်ဆပွဲမတိုင်မီသမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့အစိုးရအဖွဲ့ဟာကျက်ကောင်ရီပေါင်း၈သန်းနီးပါးကိုတုတ်တင်ရှင်းလင်းခဲ့တာကြောင့်အမေရိကန်မှာကျက်ဥတွေပြက်လက်ပြီးဈေးနှုန်းတွေမြင့်တက်နေရတာဖြစ်တယ်လို့အင်ပြူရောပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလက်စ်ဘစ်ကဝေဖန်ပြောဆိုခဲ့ပါတယ်။လက်ဗက်ဟာ HBAI ကြက်ငှက်တုတ်ခွေးယောဂါကြောင့်ကြက်တွေကိုတုတ်တင်ရှင်းလင်းတဲ့ graphic ပုံကို ACE လူမှုမီဒီယာမှာတင်ပြခဲ့ပြီး Biden အစိုးရကိုအပြစ်တင်ခဲ့တာဖြစ်ပါတယ်။ကျောင်းပြည်ထနာက Biden အစိုးရရဲ့ပြည်ထနာပါ။ဒါပေမဲ့သမ္မတကြီး Trump နဲ့စိုက်ပျိုးမွေးမြူရေးဝန်ကြီး Brookie Rollins တို့က ီပြဿနာကိုပြေလည်အောင်ဖြေရှင်းနေပါတယ်လို့လက်ဗစ်ကအိတ်လူမှုမီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်။အမေရိကန်မှာကြက်ငတ်တုပ်ကွေးယောဂကြောင့်ကျုပ်တွေဆိုးရွားစွာပြက်လက်ခဲ့ပြီးထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီကြက်ငတ်တုပ်ကွေးကြောင့်ဦးစားကျမအကောင်ကြီးတန်းချီကိုတုတ်တင်ရှင်းလင်းခဲ့ရတဲ့အတွက်ကျုပ်တွေရှားပါခဲ့ပြီးဇန်နဝါရီလအတွင်းကျုပ်ဦးစင်းနှုံတွေဟာ15တက်သမ200ခန့်နှုန်းမြင့်တက်ခဲ့ပြီးဒါဟာ2015ခုနှစ်ဇွန်လနောက်ပိုင်းလအလိုက်ကျုပ်ဦးစင်းအမြင့်ဆုံးနှုန်းအထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းစစ်ပွဲတွင်ရုရှားကိုမမိတ်မတုံထောက်ခံထားကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းစစ်ပွဲမှာရုရှားကိုမမိတ်မတုံထောက်ခံထားကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ကပြောင်းရဲမျိုးတော်ကိုရောက်ရှိလာတယ်။ရုရှားလုံခြုံရေးကောင်စီအကြီးအကဲဆက်ဂီရှရိုက်ကူနဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့အတွက်မြောက်ကိုရီးယားဟာရုရှားကိုနောက်ထပ်စစ်သားတွေဆင်လို့ခဲ့ပွဲရှိကြောင်းတောင်ကိုရီးယားထောင်လင်းရေးအဖွဲ့ကဖေဖော်ဝါရီလကုန်ပိုင်းမှာခံမှန်းပြောကြားခဲ့ပြီးတဲ့နောက်မလ21ရက်ကကင်နဲ့ရှိုက်ကိုရောကအစည်းအဝေးပြုလုပ်ခဲ့တာပါအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာယူကရိန်းရုရှားခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ပြီးတဲ့နောက်ယူကရိန်းနဲ့ရုရှားဟာမလ19ရက်က ထရမ့်ရဲ့အပြစ်ခတ်ရစရဲ့အဆိုပြုချက်ကိုမူအရသဘောတူခဲ့ကြပါတယ်။ကင်နဲ့ရိုက်ကိုရိုဟာယူကရိန်းရုရှားစစ်ပွဲ၊အမေရိကန်နဲ့ရုရှားအစိုးရရဲ့ဆွေးနွေးမှုတွေ၊ကိုရီးယားကျွန်းဆွယ်လုံခြုံရေးအခြေအနေတွေအပအဝင်များပြားလာတဲ့အရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့နှစ်နိုင်ငံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒါပြင်ပြီးကတဲ့နှစ်ကပြုံရဲမှပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်နှစ်နိုင်ငံအကြားအပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုမှုကိုချွင်းချက်မရှိဆက်လက်ထိန်းသိမ်းသွားမဲ့နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ဆန္ဒကိုလည်းကင်နဲ့ရိုက်ကိုရိုက ထက်လောင်းအတည်ပြုခဲ့ပါတယ်။အစည်းအဝေးအတွင်းကင်ကမြောက်ကိုရီးယားအစိုးရဟာရုရှားရဲ့အမျိုးသားအချုပ်အခြာအာဏာ၊နေမြေတည်တံ့ခိုင်မြဲမှုနဲ့လုံခြုံရေးအကျိုးစီးပွားတွေကိုကာကွယ်နေတဲ့လှုပ်ဆောင်မှုတွေအတွက်အစဉ်အမြဲထောက်ခံပေးမှဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ရှိုက်ကိုကလည်းကင်ကိုနှုတ်ခွန်းဆက်တာကြောင့်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အမှားစကားကိုစောင့်ကြည့်ပေးခဲ့ပြီးမကြသေးမီကပြုလုပ်ခဲ့တဲ့နိုင်ငံအစည်းအဝေးတွေမှာရရှိခဲ့တဲ့သဘောတူညီချက်တွေကိုအကောင့်ထည့်ဖော်ဖို့အစွမ်းကုန်အာရုံစိုက်လှုပ်ဆောင်သွားမယ်လို့ခရီးပြ ြုခဲ့ပါတယ်။ဒါ့အပြင်ပထဝီနိုင်ငံရေးပြဿနာတွေအထူးသဖြင့်ယူကရိန်းအရေးမှာရုရှားဘက်ကနေစီးလုံးညင်ညွတ်စွာရည်တည်ပေးခဲ့တဲ့မြောက်ကိုရီးယားကိုကျေးဇူးတင်ကြောင်းလဲရှိုက်ကိုကပြောပါတယ်။ရှိုက်ကိုဟာမလ20ရက်နောက်ပိုင်းမှာပျုံယန်းကနေပြန်လဲမထွက်ခွာမီနှစ်နိုင်ငံအကြားသဘောတူညီချက်အသစ်တွေရရှိခဲ့ခြင်းရှိမရှိကိုနှစ်နိုင်ငံမီဒီယာတွေကဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အနေနဲ့ရတဲ့ရဲ့မတ်လ24ရက်နေ့နနေ့ကင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။မင်္ဂလာရှိတဲ့နနေ့ကင်းလေးဖြစ်ကြပါလိမ့်ရှင်။